မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဤကကနိဘတ်ထေကနဘတ်121ကုဒနာလီဇက်တော်အကြောင်းဖတ်ပြပေးမှာပဲ ဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့ဘိမှန်ပြည့်လူစေတွင် မိษွေနှင့်အကြံထုတ်တဲ့ဖြစ်ဘိမှန်မပြည့်စည်ပဲချမ်းသာစွာနေရသောရုပ်ကစိုးနှင့်အကြောင်းအပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် နတ်လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ်အနာတပိန်တတိကြီးဝယ်အမျိုးအနွယ်စီစဉ်ဥစ္စာရုပ်နေတော်အဆွေခင်မွန်းတယောက်ရှိလေ၏ထို့အခါအနာတပိန်တတိကြီး၏ဆွေမျိုးညာတိအဆွေခင်မွန်းတို့သည်တတိကြီးအားအရှင်တတိကြီးဤသူကတတိကြီးနှင့်အမျိုးအနွယ်စီစဉ်ဥစ္စာအဖြစ် တူညီသူလည်းမဟုတ်ပါလွန်မြဲသူလည်းမဟုတ်ပါဤသူနှင့်အဆွေခင်မိုးမဖွဲ့ပါနှင့်ဟုအဖန်ဖန်တားမြစ်ကြလေ၏တတိကြီးဤသဘောကယုံနေသူတို့နှင့်၎င်းတူညီသူတို့နှင့်၎င်းလွန်မြဲသူတို့နှင့်၎င်းအထိုက်အရှောင်အဆွေခင်မိုးဖွဲ့တဲ့သည်ဟုယူဆသည်ဖြင့်အကျဉ်းကျဉ်းတားမြစ်ကြတော်လေမိမိအဆွေခင်ပွန်းကိုစွန့်ပယ်ခြင်းမရှိတနေ့တစ်နေ့မိမိစားသောရွာတို့သွားတည်ရှိသော ထိုရုံနေသူအဆွေခင်မွန်းအားအင်းရှိပစ္စည်းဥစ္စာတို့ကိုစောက်ရှောက်ရန်အနှင်းခဲ့သည်ညအခါတကိုးတို့လာလက်တော့မယူနိုင်အောင်ကာကွယ်စောက်ရှောက်ထားနှင့်တဖြစ်တစုံတရာပျက်စီးပျောက်ဆုံးခြင်းမရှိပေတတိကြီးပြန်လာ၍ထိုเจ้าကိုတည်လျင်ငါမှာဆွေမျိုးညာတိအဆွေခင်မွန်းတို့စကားကိုနားထောင်ကထိုရုံနေသောအဆွေခင်မွန်းကိုဆွန့်ပယ်လိုက်လျင်အိမ်၌ ဆောက်ရှောက်သူမရှိသည်ဖြင့်ကိုသူတို့ယူဆောင်ကပြည်စီဥစ္စာဆုံးမပြည့်စီတော်မည်ယခုမှကထိုသူတို့စကားကိုနားမထောင်ပဲထိုယုံနေသောဆွေခင်မုန်းကို မစွန့်ပယ်သည်ဖြင့်ဆောက်ရှောက်နှင့်သည့်အတွက်တစုံတရာပြည်စီဥစ္စာပြည်စီဆုံဆုံခြင်းမရှိပြစ္စည်းရှင်ဖြစ်ရပေသည်ဟုကြံစီပြီးလျင်မြတ်စွာဘုရားထံထိုအကြောင်းကိုလျှောက်ထားလေ၏မြတ်စွာဘုရားရှင်လည်းတထေးကြီးအဆွေခင်မုန်းကြီးသည်တင်းငယ်သည်မရှိ အဆွေခင်မွန်းတို့ဝတ်တရားကိုကြည်ကုံအောင်ဆောင်ရွက်နိုင်သည်သာပဓာနာဖြစ်သည်မိမိအောက်ယုံနေသည်ဖြစ်စေမြင့်မြတ်သည်ဖြစ်စေအယုတ်အလက်အမြတ်သုံးမျိုးလုံးပင်အဆွေခင်မွန်းဖွဲ့တင်သည်ယခုအခါတည်ကြီးမှာယုံနေသောအဆွေခင်မွန်းကိုမှီ၍ဥစ္စာရှင်ဖြစ်ရသည်ရှေးပညာရှိတို့သည်လည်းယုံနေသောအဆွေခင်မွန်းကိုမှီ၍မိမ့်မှန်ရှင်ဖြစ်ပူပြီးဟုမိတော်မူကအောက်ပါဒိဇက်ကိုဆောင်းတော်မူသည် လွန်လေပြီးသောအခါဗာဒနတိပြည်ဝဲပြန်မတတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်မင်းကြီး၏ဥယျံတော်ပဲတမန်းမြတ်ဖို့ကျူယုံတစ်ခု၌နှက်ဖြစ်လေ၏သူဥယျံတော်ပဲမြင်္ဂလာကြောက်ဖျားကိုမှီလျက်ပေါ့နေသောရုစာမြည်သောဒုမဟုတ်သူမူလကမြည်သောတစ်ပင်ရှိလေ၏သူတစ်ပင်ကတောက်ပြောင်ဝန်းဝန်း၍ပင်စီခတ်မှနှင့်ပြည့်စုံ၏ မင်းကြီးပူဇော်တက္ကရာပြုအပ်သောမင်္ဂလာတစ်ပင်ဖြစ်၏ထိုတစ်ပင်ဝဲဘုံကိုကြီးမားသောရုက္ခဇိုနတ်မင်းဒီနေ၏ထိုနတ်မင်းနှင့်တမန်မြတ်ဖို့ကျူယုံဆောင်နတ်သည်အဆွေခင်ပွန်းဖြစ်ကြ၏ထိုအခါမင်းကြီးနေသောတပင်နိုင်နန်းပြတတ်ဝဲ ပြတတ်တိုင်သည်နဲ့လေ၏မင်းကြီးသည်လက်သမားတို့ကိုခေါ်၍အမောင်တို့ပြတတ်တာနဲ့နေသည် မနေ့အောင်အနှစ်ရှိသောတိုင်လုံးနှင့်ကြားထောက်ကြလော့ဟုအမိတ်ပေးလေ၏။တသမားတို့လည်းနန်းတော်တိုင်ကိုကြားထောက်ရင်လျှောက်ပတ်တော်တစ်ပင်ကိုရှာလက်တော်မတွေ့ကြသည်ဖြစ်၍မြင်းကြီးဥယင်တော်တို့ဝင်၍ရှာကြပြန်ရာရူးစာမြည်တော်တစ်ပင်ကိုတွေ့ကြတော်လဲမင်းကြီး၏မင်္ဂလာတစ်ပင်ဖြစ်၍မခုံးဝန်းကြသည်ဖြစ်မင်းကြီးထံလျှောက်ကြကုန်၏။ မင်းကြီးလည်းလက်သမားတို့အားအမောင်တို့တွားကြကုန်မြင်္ဂလာတစ်ပင်ဖြစ်တော်လဲခုတ်ကြကုန်တခြားတစ်ပင်ကိုမြင်္ဂလာတစ်ပင်ပြုလုပ်မည်ဟုအမိန့်ပေးလေ၏လက်သမားတို့လည်းပူဇော်ပါတာဖွယ်တို့ကို ယူဆောင်ကာဥယျင်တော်တို့တွား၍မြင်္ဂလာတစ်ပင်အားပူဇော်ပါတာပြီးလျှင်နတ်ပြန်ခုံးမည်ဟု တိုင်ပင်ကပြန်ခဲ့ကြကုန်၏ ယုတ်ကစိုးနဲ့ဒီထိုးချောင်းကိုတည်လျင်နက်ဖြန်ငါဘိမှန်ကိုဖြစ်စည်းကြတော်မည်ငါသားငယ်တို့ကိုယူ၍ဘယ်ရက်တို့ရွှေ့ပြောင်းရပါမည်နည်းဟုစူဇန်းစင်ရင်လက်တော်ရွှေ့ပြောင်းဖို့နေရာကိုမမြင်သည်ဖြစ်သားငယ်တို့ကိုလယ်၌ဖက်ကာငိုကြွေးလေ၏အဆွေခင်မုန်းဖြစ်သောယုတ်ကစိုးနဲ့တို့သည် ငိုကြွေးတံကိုကြားလျင်လာလက်ကုန်၍အဆွေအဘဲကြောင့်ငိုကြွေးတနည်းဟုမေးကြလေလျင်အဆွေတို့နေပြင်းဤတိပင်ကိုလက်သမားတို့လာ၍ခုတ်ကြတော်မူ။ငါဘိမှန်ပြတ်တော်မူဟုပြောလျက်လက်သမားတို့ကိုတားမြင့်ရန်အကြောင်းကိုရှာ၍မရကြသဖြင့်အဆွေရုပ်ကဆိုးနှက်ကိုဖက်ကငိုကြေးကြပြန်၏။တမန်မြတ်ဖို့ကျုံုံသောနှက်လေရုပ်ကဆိုးနှက်မင်းကို တွေ့မြင်လို၍မြင်လာတိပင်တို့တွားလေတော့ ထိုအကြောင်းကိုသိရင်အရှင်နမင်းဒီတိုင်းဖြစ်ပါစေမစိုးရင်ပါလင့်နေပြန်လက်သမားတို့မခုတ်ရဲအောင် အကျွန်ုပ်တို့တားမြင်ပါမည်လက်သမားတို့လာသောအခါအကျွန်ုပ်၏ပညာဉာဏ်စွမ်းကိုသာစောင့်ရည်ကြည့်ကြပါဟုဝန်ခံကာနှစ်တို့ကိုတက်တရာရစေ၏နေပြန်လက်သမားတို့တစ်ပင်ခုတ်ရန်လာကြသောအခါတမန်မြတ်ဖို့ကျူယုံသောနှစ်သည် ပုတ်တင်အတွင်ဖန်ဆင်းကလက်သမားတို့ရှေ့မှသွား၍မြင်္ဂလာတစ်ပင်ဤအမြင့်ကြားတို့ဝင်ပြီးလျင် အခေါင်းရှိတကဲ့သို့ပြုလျက်တစ်ပင်အလယ်ဖြစ်တက်လက်၍ပင်စီထိမှထွက်လျက်ဥကောင်းနှိတ်ကဝတ်လေ၏လက်သမားကြီးသည် ပုတ်တင်ကိုမြင်လျင်တစ်ပင်ကိုလက်ဖြင့်ပုတ်ကာဤတစ်ပင်က အခေါင်းရှိသည်အနှစ်မရှိမနည်းကငါတို့မစင်ကျင်မိ၍ပူဇော်ပါတာခဲ့သည်ဟု ပြောဆို၍ မခုတ်တော့ပဲတွားကြလေ၏ယောက်စိုးနတ်မင်းသည်တမန်မြတ်ဖို့ကျူယုံသောနတ်ကိုအမိပြု၍ငါးဘိမံမပြည့်စည်ပဲဘိမံရှင်ပြရလေ၏ယောက်စိုးနတ်မင်းလည်းကြရောက်စည်းဝေးလာကြသောအဆွေခင်ပွန်းယုတ်စိုးနှတ်တို့အလေတွင်မိမိ၏ဘိမှန်ကိုပြန်ရသည့်အတွက်မမြဝန်တာ အဆွေတို့ကျွန်ုပ်တို့က တကိုကြီးကုန်လျက်ပညာနှုတော်ကြောင့်ဤအကြောင်းကိုမသိကြချေတမန်မြတ်ဖို့ကျူယုံသောနတ်ကတကိုသေးတော်လဲပညာရင့်တော်ကြောင့်ဤအကြောင်းကိုသိချေသည်တို့အတွက်အကျွန်ုပ်ကိုဗိမ္မာန်ရှင်ဖြစ်အောင်ဆောင်ရွက်နိုင်ပေသည်ဟု အဖန်ဖန်ချီးကျူးလေ၏ ထို့နောက်တပံအဆွေတို့မိမိတို့အောက်မျိုးအနွယ်အကူချိန်မှာပစ္စည်းဥစ္စာယုံနေတော်သူတို့နှင့်၎င်းတူညီတော်သူတို့နှင့်၎င်းမြင့်မြတ်တော်သူတို့နှင့်၎င်းအယုတ်အလက်အမျက်မရွေးအဆွေခင်မွန်းဖွဲ့တဲ့ဤ ယုံနေခြင်း၊တူညီခြင်း၊မြင့်မြတ်ခြင်းတို့မှာဗဒနာမဟုတ်ပါအဆွေခင်ပွန်းတို့ဝတ္တရားကို ကြည်ကုံအောင်ဆောင်ရွက်နိုင်ခြင်းသာဗဒနာဖြစ်၏အဆွေခင်မွန်းတို့မြည်သည်ကပျက်စီးသောအခါအကျိုးစီးပွားကို ဆောင်ရွက်ကြ၏ဆင်းရဲမှလွတ်မြောက်စေကြ၏ တို့အတွက်အကျိုးစီးပွားကိုအလိုရှိသူဆင်းရဲမှလွမြောက်လိုသူတို့သည် အကျဉ်းုံနှင့်တမန်းမြတ်ဖို့ကျုံအောင်သောနဲ့တို့အဆွေခင်မွန်းဖွဲ့အပ်တကယ်တို့အယုတ်အလက်အမျက်မရွေးအဆွေခင်မွန်းဖွဲ့ကြရာဤဟု စီဝေရောက်ရှိလာကြတော့နတ်အပေါင်းတို့အားအဆွေခင်မွန်းဖွဲ့ခြင်းအကြောင်းကိုအကျယ်တဝင့်ရှင်းလင်းကတရားဟောပြောဆုံးမလေဤ ရူဇာမြေသောတိပင်းဆောင်နတ်မင်းနှင့်တမန်မြတ်ဖို့ကျူယုံဆောင်နတ်နှဦးတို့သည်အတတ်ထဆုံးအဆွေခင်မွန်ဖြစ်တည်ကြကုန်၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပစ္စုပန်နတန်သောဝတ္ထုတို့ကို အနုတန်တေဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါရူဇာယုတ်ကဆိုးနတ်သည်ယခုအခါအာနန္ဒာတမန်မြတ်ဖို့ကျူယုံဆောင်နတ်သည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည် ကုဒနာလီဇတ်တော်ဤတွင်ပြီးဤအခုလိုဖက်ပြခွေးရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးနှလုံးစိတ်ဝင်ငြိမ်းချမ်းကြပါစေ။